မင်္ဂလာပါ theology တလူဆိုင် morning devotion season ကနေကြိုဆိုပါရစေ။ဖျာသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တည်းမှာလည်းအဖဖျာသခင်ထံကကောင်းကြီးမင်္ဂလာများစွာနဲ့တနေ့တအားလုံးရှင်လန်းအားပြပြီးဖျာသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ဒီချိန်မှာခဏလောက်ဖဖျာသခင်ရဲ့ရှိတော်သူတွင်ဆုတောင်းခြင်းနဲ့အစာပြုကြရအောင်။အဖဖျာသခင်ယေရှုတင်နဲ့မနက်ခင်းအတွက်ယေရှုတင်ပါတယ်။ကိုရရှင်ကိုရရှင်ကိုမျှော်ကြည့်ပါတယ်။ ဘုရားရှင်သာလင်ကျွန်တော်တို့ကိုကယ်တင်နိုင်သောဘုရားဖြစ်ပါ၏ဘုရားရှင်သာလင်အလုံးစုံကိုတည်၍မှန်သောလမ်းသို့ပြညွှန်နိုင်သောဘုရားဖြစ်ပါ၏ဘုရားရှင်သာလင်ထိုမှန်သောလမ်းသို့ကျွန်တော်တို့ကိုပို့ဆောင်၍အဆုံးတိုင်အောင်ပို့ဆောင်ပေးနိုင်သောသူဖြစ်ပါ၏ညဘုရားရှင်ဖပါပြသခင်ဒီနေ့မှာလည်းကျွန်တော်တို့အသက်တာခံစားချက်အတွေ့အခေါ်စိတ်ဝိညာဉ်ကိုယ်ခန္ဓာအလုံးစုံကရရှင်လက်တော်တည်းသို့တစ်ခေါက်ထည့်ရအနံ့ပါတယ်ကရရှင်လူရောရှိသည့်အတိုင်းပုံသွင်းပြုပြင် ေးသနာတော်မူပါယေရှုတင်လေတပါးတော်တော်သခင်ယေရှုနာမ၌အစာပြုပါရဖာပြသခင်အာမင်ဒီနေ့မှာတော့ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး9ငယ်9ကနေငယ်9ကိုဖတ်ရှုပြီးနှုတ်ကပတ်တော်ကိုခံယူကြမှာဖြစ်ပါတယ်ရှင်ပေတရုဩဝါဒစာ ပထမဆုံးခန်းကြီး9ငယ်9ကနေငယ်9တင်တို့ကိုတတိနှစ်ကြည့်ရှုတော်မူသောကြောင့်တင်တို့၌ဆိုရင်ချင်းအမှုရှိသမျှတို့ကို ကိုရော၌အနံ့ကြလော့ တမာတိရှိလျက်မအိပ်ဖဲစောင့်နေကြလော့တင်တို့ဤရန်သူတိဟူသော မာနတ်သည်ဟောက်သောခြင်းသေးကဲ့သို့အဘယ်သူကိုမျိုးရမည်နည်းဟူ၍လှဲ့လေရှာဖွေလျက်ရှိ၏တို့ဖြစ်၍လူပြည်အရရတို့၌ရှိသောတင်တို့ညီအကိုများတို့သည်ထိုသို့သောဆင်းရဲကိုခံရကြသည်ဟုတိမှတ်လျက်ယုံကြည်ခြင်း၌တည်၍မာနတ်ကို စီတာကြလော့ ဖတ်ရှုသွားတဲ့နှုတ်ကပတ်တော်အပြင်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာအသင်ပေါ်မှာရှိပါစေဒီကနေ့အတွက်အထူးသဖြင့်ဆွေဆွေမြဲမြဲမှတ်သားစေခြင်းနဲ့ဉာဏ်စကားကတော့ယုံကြည်ခြင်း၌တည်၍မာနကိုစီတာကြလောဆိုတဲ့ဉာဏ်စကားဖြစ်ပါတယ်ယုံကြည်ခြင်း၌တည်၍မာနကိုစီတာကြလောဘာလို့ယုံကြည်ခြင်း၌တည်ပြီးမာနကိုစီတာရမှာလဲဆိုရင်တော့အငယ်ရှိမှဖော်ပြထားတဲ့အတိုင်း ယန္တုဒီဟုသောမာနကဘသူကိုမျိုးရမလဲဆိုပြီးလှဲ့လေရှာဖွေနေပါတယ်။ဒါကတန်ရှင်သောဝိညာဉ်တော်အဖြစ်တမန်တော်ကြီးရှင်ပေတရုကရေးသားဖော်ပြထားတဲ့ယုံကြည်သူဖျားသားသမီးတွေယဉ်ဆိုင်နေရတဲ့ဝိညာဉ်ဆိုင်ရာအနေအထားဖြစ်ပါတယ်။မျက်စိနဲ့မမြင်ရမတွေ့ရပေမဲ့ကျွန်တော်တို့ကိုချောင်းမြောင်းပြီးဝါးမြူခြင်းတွေဖြစ်စည်းခြင်းတွေရန်သူရှိတယ်လို့နှုတ်ကပတ်တော်ကတတိပေးပါတယ်။ ပြီးတဲ့ခါငယ်ကိုကိုဆက်ပြီးဖတ်တဲ့အခါမှာတော့လူပြည်အရရတို့၌ရှိသောတင်တို့ညီအကိုများတို့သည် ထိုတို့သောဆင်းရဲကိုခံရကြသည်ဟုတိမှတ်လျက်ယုံကြည်ခြင်း၌တည်၍မာနကို စီတာကြလောဆိုပြီးပြောပါတယ်အထိဘယ်ကနေရာတိုင်းမှာ လူတိုင်းဆင်းရဲခံနေကြရတယ်မင်းတို့ကြီးပဲဒီလိုဆင်းရဲဒုက္ခခံကြရတာမဟုတ်ဘူးဒါကြောင့်ယုံကြည်ခြင်း၌တည်ပြီး မာနက်ကို စီးတားပါလို့တတိပေးခြင်း ဖြစ်ပါတယ်ကျွန်တော်နားလည်မိတာကတော့ဆင်းရဲဒုက္ခခံရလို့ငါတို့မှရွေးပြီးဒုက္ခခံရတယ်ငါတို့ကိုယ်တော့ဖျားသခင်ကဂရုမစိုက်တော့ဘူးလို့တန်တရားမဝင်လိုက်ပါနဲ့အဲ့ဒီလိုတန်တရားဝင်လိုက်တာနဲ့ရန်သူမာနက်ရဲ့ဖိစီးမှုကိုခံရလိမ့်မယ်ဆိုပြီးတတိပေးနေတာလို့နားလည်မိပါတယ်ဒီနေရာမှာဆင်ခြင်မှတ်သားမိတဲ့အရာကတော့ စာရမဏတ်ကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပျက်စီးစေခြင်းနဲ့ဒီလိုဖြည့်ဆည်းနိုင်ဖို့အတွက်ဆင်းရဲဒုက္ခကိုလည်းတွေ့ကြုံစေတတ်ပါတယ်။ဒါကြောင့်ဆင်းရဲဒုက္ခနဲ့တွေ့ကြုံတဲ့အခါမမေ့တင်တဲ့အရာတစ်ခုကတော့ဒီအချိန်မှာယုံကြည်ခြင်းကို စာတန်ကတိုက်ခိုက်နေပြီဆိုတာသိပြီးတော့ယုံကြည်ခြင်းရှိဖို့ရန်အတွက်မမေ့တင်ပါဘူး။ဒီခါမှာဆင်ញင်တင်တာတစ်ခုကတော့ယုံကြည်ခြင်းယုံကြည်ခြင်းလို့ပြောတဲ့အခါမှာဘာကို ယုံကြည်ခြင်းလေအပိုင်ငယ်ခုနှစ်အရာကြည့်တဲ့အခါသင်တို့ကိုတတိနှင့်ကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရင်ခြင်းအမှုရှိသမျှတို့ကိုကိုယ်တော်၌အနှံကြလောလို့ပြောထားတာကြောင့်ဖရာသခင်ကကျွန်တော်တို့ကိုတတိနဲ့ကြည့်ရှုစောင့်ရှောက်ပေးနေတယ်ဆိုတာကိုယုံကြည်ဖို့ဖြစ်ပါတယ်။ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာရှင်ပေတရုဩဝါဒစာပထမဆုံးအခန်းကြီး9ရ ဖယားသခင်က ကျွန်တော်တို့ကိုတတိနဲ့ကြီးရှုစောင်းလျှောက်ပေးနေတယ်ဆိုတာကိုယုံကြည်ဖို့ဖြစ်ပါတယ်ဒီယုံကြည်ခြင်းကစာတန်ကိုစီတားနိုင်မယ့်အရာဖြစ်ပါတယ်ဖယားသခင်ကတတိနဲ့ငါကိုကြီးရှုစောင်းလျှောက်ပေးနေတယ်ဆိုတဲ့စိတ်ချမှုကစာတန်ကိုစီတားပေးတဲ့ယုံကြည်ခြင်းဖြစ်ပါတယ်အခြေအနေကဘလောက်ပဲကြီးမားတဲ့ဒုက္ခဖြစ်ပါစေဘလောက်ပဲခက်ခဲပါစေ ဖယားသခင်ကကျွန်တော်တို့ကိုတတိနဲ့ကြည့်ရှုစောင့်ရှောက်ပေးနေတယ်ဆိုတာကိုတတိကတ်ထားဖို့ရန်တမန်ကျမ်းစာကတတိပေးပါတယ်။အားလုံးကို အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့စာဒံမာနက်က လူတွေကိုဝါမျိုးနိုင်ဖို့ခြောက်မြောက်နေပါတယ်။ပြီးတဲ့အခါမှာအမျိုးမျိုးသောဆင်းရဲဒုက္ခကို တွေ့ကြုံစီပြီးတိုက်ခိုက်တတ်ပါတယ်။ဒီအချိန်မှာ ငါ့ကိုဖျားသခင်ဂယုမဆိုင်တော့ဘူးလို့မြင်လာပြီးယုံကြည်ခြင်းပြတ်သွားတဲ့သူကဒိုင်းလွားအကာအကွယ်မရှိတော့တဲ့စਿੱတီတယောက်လိုဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်ဒီကနေ့အတွက်အထူးတတိပြုမှတ်သားစေချင်တဲ့အရာကစာတန်ကလဲ့လဲ့ချောင်းမြောင်းပါတယ်။ဒီလိုစာတန်ကလှဲ့ပြီးချောင်းမြောင်းပြီးဝါမျိုးဖို့ချောင်းမြောင်းနေတယ်လို့ကြားတဲ့အခါမှာစိုးရင်ခြင်းနဲ့တုံ့ပြန်ဖို့မဟုတ်ပါဘူး။ယုံကြည်ခြင်းနဲ့တုံ့ပြန်ဖို့ဖြစ်ပါတယ်။ငါ့ကိုစာတန်မနက်ကချောင်းနေတယ်ဆိုပြီး ထိတ်လန့်ကြောက်ရွံ့နေဖို့မဟုတ်ပါဘူး။ယုံကြည်ခြင်းနဲ့တုံ့ပြန်မှုဖြစ်ပါတယ်။ဘာကိုယုံကြည်ရမလဲဆိုတာကတော့ဘုရားသခင်ကငါတို့ကိုတတိနဲ့ကြည်ရှုစောင့်ရှောက်ပေးနေတော်သူ ဖြစ်တယ်။အကယ်၍ဟာငါကိုစာတန်ကလှည့်လေချောင်းချောင်းနေပါလားလို့ထိတ်လန့်စိုးရိမ်မိသွားရင် မာနရဲ့လက်ကွက်တွေရောက်သွားပါလိမ့်မယ်။မာနကတင့်ကိုစိုးရိမ်လောင်တိုက်ခိုက်တယ်။တင်က ဖျားသခင်ငါ့ကိုတတိနဲ့ကြီးရှုဆောင်းရှောက်ပေးနေတယ်လို့ယုံကြည်ရင်းနဲ့ပြန်ကာကွယ်ရမှာဖြစ်ပါတယ်။တစ်ခေါက်လောက်ထပ်ပြီးပြောချင်ပါတယ်။မာနက်ကကျွန်တော်တို့ကိုစိုးရင်လာအောင်ထိတ်လန့်လာအောင်တိုက်ခိုက်တက်ပါတယ်။ဒီချိန်မှာကျွန်တော်တို့ကဖျားသခင်ငါ့ကိုတတိနဲ့ကြီးရှုဆောင်းရှောက်ပေးနေတယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကာကွယ်ရမှာဖြစ်ပါတယ်။စီတားရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကိုဖျားသခင်ကတတိနဲ့ဂယုတစိုက်ကြီးရှုဆောင်းရှောက်ပေးနေတော့ဖျားသခင်ဖြစ်ပါတယ်။ ဒီအမှန်တရားကိုတန်တရားဝင်လာတဲ့အချိန်ကမာနရဲ့ဖြစ်စီမှုကို ခံရမယ့်အချိန်ဖြစ်ပါလိမ့်မယ်။ဒါကြောင့်ယုံကြည်ခြင်း၌တည်၍မာနကိုစီတာကြလောဆိုတဲ့နှုတ်ကပတ်တော်ကိုဆွဲဆွဲမြဲမြဲနှလုံးသားထဲမှာတူမီမှတ်သားထားပြီးနေ့ရက်တိုင်းမှာကျင့်သုံးကြရအောင်။မာနကိုစီတာနိုင်သူများဖြစ်ကြပါစေ။ခနာလောက်ဆုတောင်းရအောင်။အဖဖရာသခင်ယေရှုတင်တဲ့ကရရှင်တတိယနေ့ရက်တည်းမှာယေရှုဆောင်းလျှောက်ပေးနေတော့ကြောင့်ယေရှုတင်တဲ့ ရုရှင်ဖပြသခင်ကျွန်တော်တို့တကယ်ပဲမှန်သောဝိညာဉ်အရာကိုမြင်စီတော်မူပါကိုရုရှင်ကျွန်တော်တို့ကာကွယ်ဆောင်ရှောက်ပေးလျက်ရှိခြင်းအရာကောင်းကင်တမန်တက်ချလက်ကာကွယ်ပေးခြင်းရှိသည့်အရာအလုံးစုံကိုကျွန်တော်တို့တကယ်ဝိညာဉ်အသည့်ဝိညာဉ်အမြင်ဖြင့်သိမြင်လျက်ကိုရုရှင်ထံ၌စိတ်ချနိုင်တော်သူများကိုရုရှင်နဲ့ထံ၌ရဲရင်စွာခိုလုံ၍မာနကိုအောင်မြင်တော်သူများဖြစ်စီတော်မူပါဖာယေရှုတင်နေယေရှုရဲ့ချီးမွမ်းတဲ့ဘာသာတော်တခင်ရှင်နာမနဲ့ဆုတောင်းစကားနာမ၏အာမင်